ကျွန်တော်ရဲ့ channel ကိုအားပေးနေကြတဲ့ပရိသတ်တရားရှင်ကြီးတိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါရစေ။ယုံကြည်တဲ့သူတွေအတွက်ကတော့မှန်ကန်နေတဲ့တန်တာရီမယုံကြည်တဲ့သူတွေအတွက်ကတော့စိတ်ဝင်စားဖွယ်ရာပုံပြင်တစ်ပုဒ်ကိုဒီညမှာတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါရစေ။ ဒီအကြောင်းကတော့ရှေးဘဝကပေါ်ဆခဲ့တဲ့ကံကြွေတစ်ခုကြောင့်နောင်ဘဝမှာဘလို့ကြည်ကွဲပွဲကံကြမ္မာတွေနဲ့ကြုံတွေ့ရတယ်လို့ဆိုတဲ့အပြင်နန္ဒကာမင်းကြီးရဲ့ပြင်းပြတဲ့အညိုကြီးနဲ့အတူမြေမျိုးခံရေနှမျိုးခံရတဲ့ဗိတ်တနိုးမျိုးဟောင်းရဲ့တမိုင်းဖြစ်ရဆန်တစ်ခုပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့ပကံပြည်ကြီးမထုံကားခင် ပြူခင်းလောက်ကားလို့မှတ်ယူလို့ရမယ်ရွာငယ်လေးတစ်ရွာမှာကိုစကဝါဆိုတဲ့စင်းရဲသားတယောက်ရှိခဲ့ဘူးပါတယ်။ ကိုစကဝါကမွေးရပါစကားမပြောနိုင်တဲ့လူအားတယောက်ပဲဖြစ်တာပေါ့။သူမှာပညာလည်းမရှိစကားလည်းမပြောနိုင်တော့ရွာသူရွာသားတွေရဲ့လောင်ပြောင်ခြင်းကိုခံရပါတယ်။ဒါပေမဲ့သူကတစ္ဆာရှိပြီးအလောက်ကိုကြိုးစားတတ်တဲ့သူတယောက်ပဲဖြစ်ပါတယ်။ ဲဒီလိုနဲ့ပဲဒီနေ့မှာမြို့ရဲ့အရှမ်းသာဆုံးပွဲစားသတိဥပိုင်ရဲ့အိမ်တော်မှာအစီအကံအဖြစ်အလုပ်ဝင်လုပ်ခဲ့ပါတယ်။ကိုစကဝါရဲ့ကြိုးစားပန်းစားအလုပ်လုပ်ပုံကို ဥပိုင်တတိကသဘောကျပြီးသူ့ရဲ့သမီးအငယ်ဆုံးမဲစောငိမ့်နဲ့လက်ထပ်ထိမ်းမြှားပေးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။မဲစောငိမ့်ဆိုတာကတော့တတိရဲ့သမီးဖြစ်တာမလို့လှပပြီးစိတ်ထားနူးညံ့တဲ့အမျိုးသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ မဲစောငိမ့်ခမရရှမ်းသာတဲ့တထေးသမီးဆိုပေမဲ့ဖခင်ရဲ့အမိန့်ကိုမလွန်ဆန်နိုင်တော့ကိုစကဝါကိုလက်ထပ်ခဲ့ရပါတယ်။သူမဟာအလွန်အင်မတန်မကိုလာပါပြီးစိတ်သဘောထားကလည်းနူးညံ့သိမ်မွေးတဲ့သူတစ်ယောက်ဖြစ်တာပေါ့။ဒါပေမဲ့လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာတော့ကိုစကဝါဟာဇနီးဖြစ်သူအပေါ်ကိုဘလုံးမစိတ်ဝင်စားမှုမရှိခဲ့တော့ပါဘူး။သူ့ရဲ့အလုပ်ကိုပဲသူလုပ်တယ် ူမကိုဇနီးမယားအဖြစ်လုံးဝမသတ်မှတ်ပဲအတူတူအိဖိုးတခါမှစိတ်ကူးမရှိခဲ့ဘူးလို့မဲဆုံးကြီးကကျွန်တော်ကိုတိုးတိုးလေးပြောပြထားပါရဲ့မဲဆုံးကြီးခမားလဲစိတ်ထင်းမှာနာကျင် ခံစားရပေမဲ့လို့လဲဒီအဖြစ်ကိုကျွန်တော်အပြင်ဘသူ့ကိုမှမပြောပြရခဲ့ပါဘူးမာယာပရိယကင်းတဲ့တတိသမီးဟာဘသူ့ကိုမှမပြောဘဲကိုစကဝါကိုအိမ်အောင်ရှင်မကောင်းပြီပြီလိုလေသေးမရှိ ပြုစုယူရပေးခဲ့ရှာပါရဲ့အဲဒီလိုနဲ့ အရှိန်တွေကနှစ်ပေါင်းများစွာ ကြာလွန်လာခဲ့ပါတယ်။ဒီနေ့မှာတော့ကိုဇဂဝါဟာသူ့ရဲ့ဇာတိရွာကိုပြန်ပြီးဘဝအသစ်ပြန်စားခြင်းနဲ့လို့ပြောကာဇနီးတဲ့ကိုခေါ်ပြီးခရီးထွက်လွန်လာခဲ့တော့တာပေါ့။မဲဆောငင်းကလည်းခင်ပွန်းတဲ့ရဲ့စန္ဒာကိုလိုက်လျောပြီးရွှေငွေရိတ်ခါရီအပြင်းနဲ့ယူကာခရီးချမ်းကိုစတင်လိုက်ပါလာခဲ့ပါတယ်။လန်ခီးကတောအုပ်တွေတောင်တန်းတွေကိုဖျက်ကျော်ရတော့တိတ်ကိုမှရှည်လျားလွန်လာတာပေါ့။ ဒီလိုနဲ့ရက်အတန်ကြာတဲ့အခါမှာတော့သူတို့ရဲ့ရိတ်ခါရီဟာတပြေးပြေးကုန်ခန်းလို့လာခဲ့ပါပြီ။အဲဒီချိန်မှာလန်ခยีဘေးကရေစည်းတံတချို့ကိုကြားတဲ့တောအုပ်တစ်ခုမှာအရွက်အုံထူတဲ့တပန်းပင်ကြီးတစ်ပင်ကိုသူတို့တွေတွေ့လိုက်ရပါတယ်။အဲဒီတပန်းပင်ကြီးမှာတီးမဲ့နေတဲ့အသီးတွေဟာရွှေရောင်လဲပြီးတကယ်ကိုစားကျစ်စပွဲ ကောင်းလို့နေခဲ့ပါတယ်။ ကိုဇဂဝါဟာတတိသမီးမေစောငင်းကိုစောင့်ခိုင်းပြီးသူတယောက်တည်းသာတပန်းပင်ပေါ်ကိုတက်ခူခဲ့ပါရယ်။စာလောင်နေတဲ့စိတ်နဲ့သူတယောက်တည်းပဲဝါအောင်စားခဲ့ပြီးဇနီးတဲ့ကိုတော့တပန်းကြီးတစ်လုံးတော်မှမပေးခဲ့ပါဘူး။စားပြီးတဲ့နောက်မှာတော့ကိုဇကဝါဟာမဲစောငိမ့်ကိုမေးပြီးသူမကိုထားခဲ့ကသူတယောက်တည်းထွက်လို့လာခဲ့ပါတော့တယ်။ကိုဇကဝါဆင်းသွားပြီးတဲ့နောက်မှာတော့ဖန်တီစားခြင်းစိတ်ပေါ်လာတဲ့မဲစောငိမ့်ဟာ တပန်းမင်မောကို ခက်ခက်ခဲခဲတက်ခူးစားတောက်ခဲ့ရပါတယ်။ဘိုင်ဝါပြီးပြန်ဆင်းလာတော့ခင်ပွန်းတဲ့ကိုရှာမတွေ့တော့ပါဘူး။ကိုစကဝါကသူ့ကိုရရဆက်ဆက်ပြစ်သွားပြီးဆိုတာကိုသိလိုက်ရတော့မဲစုံးချင်းခမရအင်မတန်မောကိုဝမ်းနဲ့ကြည်ကွဲလို့သွားပြီးငိုရွေးလိုက်တာပတ်ဝန်းကျင်တောအုပ်တစ်ခုလုံးတိတ်ဆိတ်နေရကနေသူမရဲ့အတန်ကစိုးမိုးလို့သွားခဲ့ပါတယ်။သူမဟာမျက်ရည်စားရီနေပဲမြေကမ်းသာဘက်ကိုလမ်းလျှောက်လို့လာခဲ့ပါတယ်။ မြေကန်နာကတတိမမရှိနေတဲ့ညောင်ပင်ကြီးရဲ့ရှေးကုနာကိုရောက်တဲ့အခါမှာတော့ခရီးပန်းလာတာကြောင့်ရေစင်းရှိုးပြီးကိုကိုကိုတန်ဆင်ခဲ့လိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ညောင်ပင်ရင်ကဗုဒ္ဓဆင်းတူတော်လေးကိုမြင်ပြီးစိတ်ထဲကနေပြင်းပြင်းထန်ထန်ဆူတောင်းခဲ့လိုက်တော့တာပေါ့။အရှင်ဖေယားဒီယောက်ျားဟာကျမအပေါ်တစ္ဆာမရှိပေါ်စားခဲ့ပါရယ်။နောင်လာမဲ့ဘဝမှာဒီယောက်ျားနဲ့လင်မယားအဖြစ်အတူတကွာပေါင်းသင်းရတဲ့ဘဝမျိုးလုံးဝလုံးဝမဖြစ်ရပါစေနဲ့။ ကျမခန္ဓာကိုယ်ဟာဒီညောင်ကိုင်းပေါ်မှာပဲအိပ်ပျော်ရင်တိတ်ဆုံးပါစေသာအဲဒီလိုပြင်းထန်တဲ့တစ္ဆာဆိုဆူတောင်းခြင်းကြောင့်ပဲမဲစောငိမ့်ဟာညောင်ပင်ကြီးရဲ့အောက်မှာငိမ့်သက်စွာပဲအသက်ပြောက်သွားခဲ့ရပါတယ်။မဲစောငိမ့်ရဲ့ဒီပြင်းထန်တဲ့ကံဆိုးမိုးမောင်ကြတဲ့ဆူတောင်းမှုကြောင့်ပဲသူတို့နှုတ်ဦးရဲ့ကံကြမ္မာဟာနောက်ဘဝမှာလုံးဝမလွဲမရှောင်သာဆက်ဆက်နေခဲ့ပြန်ပါတော့တယ်။ တထေသမီးကိုရက်ဆက်စွာပြစ်သွားခဲ့တဲ့ကိုဇကဝါဟာမြေအောက်ပါတာလာလို့ခေါ်တဲ့နဂါးပြည်ရဲ့ဘုရင်ကြီးဖြစ်တဲ့ နဂါမင်းကြီးရဲ့သားတော်နဂါမင်းသားငဆိုးဖြစ်လာခဲ့ပါတယ်။နဂါမင်းသားငဆိုးဟာချွေရောင်ခန္ဓာကိုရှိပြီးနဂါစည်းစိမ်အပြင်နဲ့ရှင်သန်နေခဲ့ပေမဲ့ရှေးဘဝကပေါ်စားခဲ့တဲ့စိတ်နဲ့မဲစုံငင်းပေါ်ဆွေးလန်းတဲ့စိတ်ကတော့သူ့ရဲ့ဝိညာဉ်မှာကပ်ပါလိုလာခဲ့ပါတယ်။မဲစုံငင်းကတော့မြမပြည်အလဲပိုင်းကချီဟောင်းမျိုးတော်ကြီးတစ်ခုဖြစ်တဲ့ဗိတ္တနိုမင်းဆန်းရှင်ဘရင်မင်းမြတ်ရဲ့တူဦးတီတော်တမီးတော်မတ်တီရီဖြစ်လာခဲ့ပါတယ်။မတ်တီရီဟာနဂါတို့ရဲ့အလာတရားအထက်တာတဲ့ရုပ်ရည်ရောမောလှပခြင်း စိတ်ထားဖြူစင်ခြင်းစားရေဂုံပုတ်တွေအပြည့်စုံနဲ့ပြည့်စုံသူဖြစ်ပါတယ်။သူမရဲ့အလားအပါတွေဟာနတ်သမီးတို့များလှပါတယ်ဆိုပြီးနေပေအတီးတီကမင်းညီမင်းသားရဲ့ကြားမှာနမဲကြီးလို့နေပါတယ်။တမီးတော်မတ်တီရီအရွယ်ရောက်လာတဲ့အခါမှာတော့ဖခင်ဘရင်ကြီးဟာတမီးတော်အတွက်တင့်တော်တဲ့ခင်မောလောင်းကိုရွေးရှယ်နိုင်ဖို့အတွက်သမိုင်းတွင်လောက်တဲ့ပွဲတော်ကြီးတစ်ခုကိုကျင်းပခဲ့ပါတယ်။ ဒီပွဲတော်ကြီးဟာမြမရိုးရတစောင်းတိုင်းပွဲနဲ့ဆင်တူပြီးလှေပွဲတွေ၊မီးဝုံးမြန်ပွဲတွေ၊မျက်စိပြိုင်ပွဲတွေ၊ရိုးရအကားတွေနဲ့တမျိုးလုံးကိုစီကားတိုင်မြိုင်လို့နေခဲ့တာပေါ့။ဘယင်ကြီးကဒီပွဲတော်မှာပါဝင်ရှင်ပြိုင်ပြီးအောင်းနိုင်သူကိုတမီတော်မတ်တီရီနဲ့လက်ထပ်ပေးမယ်လို့တရားဝင်ကြေညာခဲ့ပါရယ်။ဒီပွဲတော်ကိုအနီးနားပတ်ဝန်းကျင်ကမင်းကြီးမင်းသားတွေ၊သူရဲကောင်းတွေစုရောင်းရောက်ရှိလို့လာကြပါရယ်။ဗိဒ္ဓနိုးမျိုးဟောင်းနဲ့မနီမွေကစစ်တောင်းမြစ်ဘက်ရန်ကိုအပိုင်စားရတဲ့တတိပြတိနဲ့ပြည်စုံတဲ့တောင် င်ပေါ်ဒီသားရဲ့မင်းသားဖြစ်သူမင်းသားဖိုးထောင်လည်းသူ့ရဲ့အစွမ်းတွေကိုပြသဖို့အတွက်ပါဝင်ရှင်ပြိုင်ခဲ့ပါရီမင်းသားဖိုးထောင်ဟာမတ်တီရီကိုမြင်းမြင်းချင်းချစ်ခင်ဆွဲလန်းခဲ့ရသူဖြစ်ပါရီလူပြည်မှာတမီတော်မတ်တီရီအတွက်ပွဲတော်ကြီးကျင်းပနေတဲ့တည်င်းကမြေအောင်နဂားပြည်ကနဂားမင်းသားငဆိုးရဲ့နားတဲ့အထိပဲ့တင်ထလိုလာခဲ့ပါရီခြေဘွားကကံရွေးကြောင်ဆွဲလန်းနေတဲ့နဂားမင်းသားငဆိုးဟာငါမင်းဟာငါပြန်ယူမယ်ဆိုတဲ့စိတ်နဲ့လူပြည်ကိုတက်လာဖို့အတွက်ဆုံးဖြတ်ခဲ့ပါရီ ဒီလိုနဲ့သူဟာမြို့တော်ကိုတိုက်ရိုက်မရောက်ခင်မှာပဲနဂါးစစ်တီအရွှေရံတွေကိုရုပ်ရည်ရှောမောတဲ့လူသားတွေရှားပါတဲ့တိရစ္ဆာန်တွေအဖြစ်ဖန်ဆင်းစီခဲ့ပါရီအဲဒီနောက်မှာတော့သူကိုယ်တိုင်ကလူသားတွေရဲ့မျက်စိရှိမှာပြိုဝက်နေဖို့အတွက်ရှားပါပြီးအဖိုးတန်တဲ့ချွေရောင်အစင်းရှိတဲ့ရှင်းဖြူလေးအတွင်ကိုပြောင်းလဲလာခဲ့ပါရီနဂါးမင်းသားငဆုဟာရှင်းဖြူလေးအတွင်နဲ့မြို့နန်းတော်ကြီးရဲ့အနီးအနား တမီတော်မက်တီရီရဲ့အိဆောင်ပြင်းင်းပေါင်းနာကတစ်ပင်တွေပေါ်မှာပုံအောင်လုံးနေခဲ့တာပေါ့သူဟာရှေးဘွားကလေးကဆွဲလန်းခေရတဲ့သူမရဲ့မျက်နှာအတွင်မြင်ကိုအနိကက်ရှောင်းမြောင်ကြည့်ရှုပြီးစောင့်ကြည့်လို့နေခဲ့တာပေါ့ဒီပွဲတော်ကြီးမှာပြိုင်ပွဲတွေအစုံအလင်ပါဝင်ခဲ့ပါတယ် မြင်းစီပြိုင်ပွဲ၊လေပြိုင်ပွဲ၊ဓားခုလန်ထိုးစားတဲ့စီရေးပြိုင်ပွဲတွေအပြင်ကြပြရော့၊ပုံဆွဲစားတဲ့အမှုပညာပြိုင်ပွဲတွေအထိစီကားခဲ့ပါရယ်။မင်းသားဖိုးတောင်ဟာစီရေးနဲ့ရိုးရအားကစားပြိုင်ပွဲတွေမှာထူးချွန်စွာအနိုင်ရခဲ့တဲ့သူတစ်ယောက်ပါ။ နဂါမင်းသားငဆူရဲ့အရွှေအယံများဟာရုပ်ရည်လျှော်မော်မှုဝေစားစင်ရင်မှုတွေမှာထူးခြားပြောင်မြောက်ခဲ့ကြပါတယ်။ဒါပေမဲ့ဘသူမှဘယင်ကြီးရဲ့စိတ်တိုင်းကြမဖြစ်ခဲ့ပါဘူး။မင်းသားဖိုးထောင်ရဲ့စွမ်းရည်ကိုသဘောကျပေမဲ့လို့လေတမီးတော်ကိုမြင်းမြတ်တဲ့အခါမတ်တီရီက ဘသူကမှမရွေးချယ်ကြမှာလို့ညင်းဆိုခဲ့ပါရယ်ဒီလိုနဲ့ပွဲတော်ပြီးသွားတဲ့အခါမင်းသားဖိုးထောင်နဲ့နဂါမင်းသားငဆိုးတို့နှစ်ယောက်စလုံးဟာကိုတိုင်းပြည်ကို ပြန်သွားခဲ့ကြပါပေမဲ့မတ်တီရီရဲ့နှစ်သမီးတမယအလားအပါကိုတော့ ဘသူမှမေမယာဆွဲလန်းစိတ်တွေကြီးထွားလို့နေခဲ့ပါတော့တယ်။နဂါမင်းသားငဆိုးကားလည်းနဂါပြည်ရဲ့စည်းစိမ်ကိုမှု့လျော်မနေနိုင်တော့ပါဘူး။မတီရီကိုတစ်ချိန်လုံးတန်းတနေခဲ့တာကြောင့်သူဟာနောက်ထပ်တစ်ချိန်လူပြည်ကိုဆက်လက်တက်လာခဲ့ပြန်ပါတယ်။ဒီတစ်ခါမှလည်းရှင်းဖြူအတွင်ကိုပဲပြန်ယူခဲ့တာပါဘော။ ဒါပေမဲ့ထူးခြားတာကသူ့ရဲ့လက်ဘေးမှာရွှေရောင် တောက်ပနေတဲ့အဖိုးတန်ခေါင်းလောင်းလေးတစ်လုံးကိုချိတ်ဆွဲလာခဲ့ပါရယ်။ညာအချိန်ရောက်တော့နန်းတော်ကြီးတစ်ခုလုံးညင်တက်နေချိန်မှာရှင်ဖြူလေးဟာသမီးတော်မက်တီရီရဲ့အိတ်ဆောင်ပြတင်းပေါက်နာကတစ်ကိုင်းပေါ်ကိုခုန်ထက်ပြီးသူ့ရဲ့ရွှေခေါင်းလောင်းတန်ကိုတီတီတတမီအောင်တီးခတ်စီခဲ့ပါရယ်။ တောင်ဝက်မြောင်ဝက်မြည်နေတဲ့ရွှေခေါင်းလောင်းတန်ကြောင်အိတ်မပြောင်းနိုင်ဖြစ်နေတဲ့မက်တီရီဟာတည်င်းပေါက်ကိုဖွင့်ကြည့်ခဲ့လိုက်တဲ့အခါမှာတော့လာမင်းရဲ့အလင်းရောင်အောင်မှာရွှေရောင်လဲနေတဲ့ရွှေခေါင်းလောင်းဆွဲထားတဲ့ရှင်ဖြူလေးကိုတွေ့လိုက်ရပါတယ်။ရှင်ဖြူလေးရဲ့အလားကသူမရဲ့စိတ်ကိုဆွဲဆောင်လို့သွားတာပေါ့။အဲဒါကြောင့်ပဲမက်တီရီဟာဒီရှင်ဖြူလေးကိုအပိုင်လိုချင်တဲ့လောဘစိတ်ကြီးမားသွားခဲ့ပါတယ်။တမီတော်ဟာနန်းတော်ရဲ့တစ္ဆာရှိမုတ်ဆိုးကြီးဥပါရှိကိုရှက်ရှင်းခေါ်ယူပြီးအမိန့်ပေးခဲ့တော့တာပေါ့။ဥပါရှင် အခုလိုရွှေခေါင်းလောင်းလေးဆွဲထားတဲ့ရှင်းဖြူမြောင်ဖမ်းခဲ့ပြီပါအရှင်ရရအသေးရရငားလို့ရှင်နေဘလို့အရှင်နေမျိုးနဲ့မှမလွတ်စင်နဲ့ဘောဇိုဥပါရှိကလည်းမင်းသမီးရဲ့အမိန့်ကိုမလွန်ဆန်နိုင်တော့ရွှေခေါင်းလောင်းရှင်းဖြူကိုနောက်ကနေတောက်လျှောက်လိုက်လံရှာပေးပါလာရယ်ရှင်းဖြူအသွင်ဖန်ဆင်းထားတဲ့ငကားမင်းသားငဆိုးဟာမြို့ဟောင်းနဲ့မနီမဝေးကတပန်းပင်ကြီးတစ်ပင်ပေါ်မှာအတီးစားရင်ခေတ္တများမိမိလျော်လျော်မောပန်းစွာနဲ့နားနေခဲ့ပါရယ် ဒီနေရာမှာပဲခြေဘွားကကံကြွေးဟာကြီးမားစွာအကျိုးပေးခဲ့တယ်လို့ဆိုရပါမယ်။ခြေဘွားတို့ကတနည်းတွေကိုပြစ်ထားခဲ့ပြီးသူတယောက်တည်းသဖန်းသီးကို စားခဲ့ဘူးတဲ့ကံကြောင်းပဲဒီတစ်ခါမှလည်းအဲ့ဒီသဖန်းဝင်ကြီးအောက်မှာသူ့အသက်ကိုစွန့်လွှတ်ရတော့မယ့်အရှင်နေနဲ့ကြုံတွေ့ခဲ့ရတာပါ။ဒီအချိန်မှာရှောင်းမြောင်းရည်ရဲ့မုတ်ဆိုးကြီးဥပါရှိဟာအခွင့်အရေးရပြီးအစိတ်လူးများကိုအာကုန်လွဲကရှင်းဖြူလေးရဲ့ရင်ဝါတက်တက်ကိုပြစ်ခတ်ခဲ့လိုက်ပါတော့ရယ်။ မြားထီမှန်သွားတာနဲ့ငကားမင်းသားငဆိုးဟာသူ့ကိုယ်သူတည်ဆုံးတော့မယ်ဆိုတာကို သိလိုက်ရပါပြီ။သူဟာမတိခင်မှာဒေါသစိတ်နဲ့မနာလိုဝင်းဒိုစိတ်တွေပေါင်းဆက်ပြီးသူ့ရဲ့ငကားအရွှေအရံတွေကိုအဖေဖြစ်သူငကားမင်းကြီးဦးမြတ်ထံအကြောင်းကြားပေါ်အမိန်ပေးခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့ပြင်းထန်လာတဲ့တစ္ဆာဒိတ်ထံကိုပြုခဲ့လိုက်တော့တာပေါ့။ဒီမျိုးသူမျိုးသားတွေနဲ့မတ်တီရီငါအသက်ကိုယူခဲ့ကြပြီ။ငါရဲ့အသားတွေကလည်းလဲပေါင်း၈၀၀အထိ မကုံနိုင်မခန်းနိုင်ပေါများပါစေဒီအသားကိုစားတဲ့သူတိုင်းမြေမျိုးခံရပြီးရေနှင်းမြုပ်ကပျက်စီးပါသေးတာဒီလိုနဲ့ရှင်းပြူလေးတည်ဆုံးသွားတာနဲ့တပြိုင်တည်းထဲအံ့ဩစရာထိတ်လန့်စရာအဖြစ်ပြက်တွေကစတင်ခဲ့ပါတယ်သူရဲ့ရုပ်ကောင်းဟာရှက်ရှင်းမဲအစမတန်ကြီးမားလို့လာပြီးချွေရောင်တောက်ပတဲ့အသားတွေက နဂါမင်းသားရဲ့စူတောင်းအတိုင်းတမျိုးလုံးကိုဝေးငားလို့မကုန်နိုင်အောင်ပေါများလာခဲ့ပါရီမြို့သူမြို့သားတွေဟာဒီလိုအဖိုးတန်ရွှေရောင်အသားကိုမြင်ရတဲ့အခါမှာတော့ဝမ်းသာအားရနဲ့ခွဲဝေယူခဲ့ကြပြီးရှက်ပြုတ်စားတောက်ခဲ့ကြပါရီမတ်တီရီကိုရိုင်းကားလည်းစားကျင်စိတ်ကကြီးမားလာခဲ့တာကြောင့်ဒီအသားကိုမလွန်ဆန်နိုင်ပဲစားတောက်ခဲ့ရပါတော့တယ်သူတို့ဟာဒီအသားတွေရဲ့နောက်ွယ်မှာဘလို့ကြောင်းမက်ဖွယ်ရအညိုတစ်ခုကပ်ပါလာမှမသိခဲ့ကြဘူးဟော ဒါပေမဲ့တစ်မျိုးလုံးမှာမုတ်ဆိုးမတော်များတို့လိုတီလာဆောင်ထိန်နဲ့တသက်လွတ်စားသုံးတဲ့မိသားစုအနေငယ်သာဒီရွှေရောင်အသားကိုမယူခဲ့ပဲဖျားရှိခိုးပြီးငြိမ်သက်စွာကြံ့ရစ်ခဲ့ပါတယ်။ တားပြသူငကားမင်းသားငဆိုးကိုလူပြည်မှာတက်ဖြက်လိုက်ပြီးဆိုတဲ့တဲ့င်းကိုငကားမင်းကြီးကြားတဲ့အခါမှာတော့ဒေါသမီလီယံတွေထတောက်လို့လာခဲ့ရတာပေါ့မြေအောက်ကနေသူ့ရဲ့ဒေါသအရှင်ဟာမြို့ဟောင်းတစ်ခုလုံးကိုလှုပ်ခါသွားစီခဲ့ပါတော့တယ်ငကားမင်းကြီးဟာငကားစစ်တီအင်အားအလုံးရင်းကိုဆဲလွတ်ပြီးငါသားကိုတတ်တဲ့သူတွေအသားကိုစားတဲ့သူတွေမှန်သမျှကိုမြေမျိုးရင်းနှမြုပ်ပါစေလို့ပြင်းထန်တဲ့အညိုးနဲ့အမိန်ပေးခဲ့ပါတယ် အဲ့ဒီညမှာပဲဗိတ်တနိုးမြို့ဟောင်းတစ်မြို့လုံးမှာဘသူမှမမျှော်လင့်ထားတဲ့ကြောင်းမက်ဖွယ်ရဘေးဒဏ်ကြီးကစတင်လိုလာခဲ့ရတာပေါ့ မိုးရှုံးတန်လိုမျိုးကြောက်စရာကောင်းတဲ့မြေအောက်ကအတန်တွေအလင်းရောင်မရှိပဲခေါလောင်ထိုးတယ်လို့အတန်တွေ ပြင်းထန်တဲ့မုန်တိုင်းတွေမြေငလင်တွေဟာတပြိုင်နက်တည်းစတင်တိုက်ခတ်လို့လာခဲ့ပါရီမြို့သူမြို့သားတွေဟာဘာဖြစ်မှန်းမသိကြောက်လန့်တကြားထွက်ပြေးခဲ့ကြပြီမယ်မြို့ဟောင်းတစ်မြို့လုံးဟာဒိုင်းကနေဆိုတဲ့ကြောက်စရာအတန်ကြီးနဲ့အတူမြေကြီးအောက်ကိုနင်းမြုပ်ဆုပ်ယူခံခဲ့လိုက်ရပြီးမြို့ရဲ့နေရာမှာကြီးမားတဲ့ရေအိုင်ကြီးတစ်ခုဖြစ်သွားခဲ့ရပါတယ်မြို့ပြတ်သုံးပြီးဆိုတဲ့ကြောက်မတ်ဖွယ်ရာသတင်းကိုကြားတာနဲ့မင်း င်းသားဖိုးတောင်ဟာသူ့ရဲ့အောင်မြက်ခေါင်းလိုအမိရတဲ့အကြံပဒန်းစီးနိုင်တဲ့မြင်းကိုစီးနေပြီးမြို့တော်ဟောင်းစီကိုအသက်နဲ့ရင်ကအပြေးလွှားလာခဲ့လိုက်ပါတယ်။ဒါပေမဲ့လို့လေမြို့တော်ဟာမိမျိုးနေစဲအရှင်တွေကနေတပြေးပြေးနစ်မြုပ်ပျက်စီးလို့နေပါပြီ။ဖိုးတောင်ဟာကြောက်ရွံ့မှုမရှိဘဲမတ်တီရီကိုစိုးရိမ်တကြီးချပွေးရင်နန်းတော်ပြတ်အတွင်းကိုပြန်လည်ဝင်ရောက်လာခဲ့တာပေါ့။ နောက်ဆုံးမှာတော့ပျက်စီးလူနီးပါအိမ်တော်တစ်ခုအောက်ကနေတုံလုံးနေတဲ့မက်တီရီကိုဆွဲထုတ်ပြီးသူမရဲ့လက်မောင်းကိုဆွဲကမြင်းပေါ်ကိုတင်းပြီး ဘေးလွတ်ရာကိုအသက်လူထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနေစရာကန်ချမာကသူတို့နှစ်ဦးကိုနောက်ကနေလိုက်လာလို့หนีခဲ့တာပေါ့။တမီတော်မတီရီဟာရှင်းပြူသားကိုစားခဲ့ပြီးသားဖြစ်နေတာကိုမင်းသားဖိုးထောင်ကမတီခဲ့ပါဘူး။အဲဒါကြောင့်သူတို့ပယ်နေရာကိုပဲပြေးပြေးညင်ရဲ့နောက်ကနေမြေကြီးဟာထက်ချက်မကွာပျက်စီးပြီးတပြေးပြေးနစ်မြုပ်စင်ကလိုက်လို့หนีပါတယ်။မကြခင်မှာပဲမြေအောင်နဂါးစစ်တီတွေဟာမြေပြင်ပေါ်ကိုတက်လွတ်လာခဲ့ပြီးသူတို့ရဲ့ကြီးမားတဲ့နဂါးမီးတွေနဲ့မတီရီကိုရီ ရွယ်ပြီးရိုက်ရှာခဲ့လိုက်ပါတယ်။မက်တီရီဟာမြင်းပေါ်ကနေပြုတ်ကျပြီးမြေကြီးထဲကိုရှင်းရှင်းဆိုးယူခံလိုက်ရကနောက်ဆုံးမှာတော့ရေပြင်အောက်မှာပျောက်ကွယ်လို့သွားခဲ့ရပါတယ်။ မင်းသားဖိုးထောင်ခမမျက်စိရှိမှတဲ့ရှစ်သူကိုကယ်ဆယ်ဖို့လုံးဝလမ်းမရှိတော့ပဲမြင်းကိုအားပေးစီနေရင်သူ့ရဲ့တောင်ပေါ်ဒီသားကိုရင်ထဲကရှစ်သူကိုမကယ်တင်နိုင်ခဲ့တဲ့အပြစ်တွေနဲ့အတူမျက်ရည်တွေနဲ့ပြန်လာခဲ့ရပါတော့ရဲ့မင်းသားဖိုးထောင်ဟာရှေ့ရသူမရှိတော့တဲ့နောက်ဆုံးမှာတော့အစာအသောက်ပြန်အိတ်မပြောဖြစ်ပြီးမတ်တီတွေကိုပဲတန်းထားရင်စိတ်နှလုံးကြည်ခွဲခဲ့ရပါတော့ရဲ့ မကြခင်မှာပဲသူဟာရှစ်သူနောက်ကိုလိုက်ပါသွားရသလိုအသက်သေဆုံးလို့သွားခဲ့ရရှာတာပေါ့နဂါမင်းကြီးရဲ့ပြင်းထန်တဲ့အညိုကြောင့်ပိတ်တနိုးမြို့ဟောင်းတစ်ခုလုံးဟာမြေမျိုးလို့သွားခဲ့ရပြီးရေအိုင်ကြီးဖြစ်သွားခဲ့ရပါတယ်အဲ့ဒီနေရာဟာ အခုအချိန်ထိပိတ်တနိုးနဂါရှောင်းဒါမှမဟုတ်နဂါအံအဖြစ်တည်ရှိလို့နေခဲ့ရတာပေါ့ဒီအိုင်ဟာအနောက်ဆုံးဖြစ်ပြီးနဂါးတွေစောင်းလျှောက်ထားတယ်လို့ဒေသခံတွေကယုံကြည်ကြပါတယ် ဒါပေမဲ့အန်ဩစရာကောင်းတာကအဲ့ဒီ AI ကြီးထဲမှာကျုံးငယ်လေးတွေဒါမှမဟုတ်ကုန်းမြင့်မြင့်လေးတွေရှိနေသေးတယ်လို့ဆိုပါရယ်ဒေတာကန်တွေရဲ့ပြောပြခြင်းနဲ့ယုံကြည်မှုတွေအရာဒီကျုံးလေးဟာငကားမင်းသားရဲ့ရှင်းဖြူသားကိုမစားခဲ့တဲ့တီလာဆောင်ထင်းနဲ့မုတ်ဆိုးမဒေါ်များတို့လိုမိသားစုတွေရဲ့အင်ဂျီတွေသာနစ်မြုပ်ရှင်းကနေကင်လွတ်ပြီးကြံ့ရစ်ခဲ့တာလို့ပြောကြပါရယ် ဒီဇလန်လေးကရှီဘွားကပေါ်စာခဲ့တဲ့ကိုစကဝါရဲ့အတကြီးမှုတွေကြောင့်ဖြစ်ခဲ့ရတာပါ။နောင်ဘွားမှာဘလို့ပဲနနကားရဲ့မင်းသားဖြစ်နေပါစေရှီကန်ကျွေးကိုမလွန်ဆန်နိုင်ပေတေဆုံးယုံတာမကတမျိုးလုံးကိုပါပျက်စီးစေခဲ့ရပါတယ်။ဒါဟာလူဘဝရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေဟာနောင်ဘဝအထိအကျိုးသက်ရောက်နိုင်နေဆိုတဲ့သတိပေးချက်တစ်ခုပါပဲဗျာ။အဆုံးထိနားဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှင်ပရိသတ်တရားရှင်စီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။ နောက်နေ့တွေမှာလည်းဇလန်တွေကိုနေ့စဉ်မပြတ်တင်ဆက်ပေးသွားမှာမလို့ channel လေးကိုနေ့စဉ်စောင့်ကြည့်ပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးပဲတာယာပြွန်ရှင်သောနေ့ရက်ကလေးပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရယ်အဆုံးထိနားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်တဲ့ဗီဒီယိုတွေမှာအကောင်းဆုံးနေ့တွေတို့ပြန်လာခဲ့ပါမယ်